или plus d'audit, mais l'a, là plus YouTube, à အဲ now now အပတ်တည်းချလို့ရှိရင်ကျွန်တော်ဒီမှာ channel တက်ထောင်ထားတယ်ပေါ့နော် channel တက်ထောင်ထားပါလေအဲ့ကို subscribe လေးတို့ကလုတ်ပြကြပါဦးနော်ဒီမှာပုံလေးတပုံတင်ထားတယ်ဖုန်းကျွတ်တိတိတိရိုက်ရှာလိုက်ပါနော်ဟုတ်ကဲ့ဒါနောက်ပတ်တည်းချလို့ရှိရင်ဒီ channel ကနေမျိုးပဲတင်ပေးလေးဖွင့်ထားတာဖြစ်ပါလေလို့နော်အခုဒါအရင်ဘက်ကဆိုလို့ရှိရင်ကျွန်တော်တို့ ါဒီလမ်းကနေပြီးတော့ဟိုဟိုဟာထွက်ဒီအိုက်ပုံလေးအရင်အရင်ပုံလေးကိုအရင်ပတ်ကရှာရတဲ့ပုံလေးဒီစစ်ချင်ပတ်ကရှာရတယ်ရင်ပတ်ကစိုက်တယ်ဟိုမပြပြဘူးဒီနော် ဩပြာပြန်ချတော့လေဒီမှာနော်ဒါအရင်ဘက်ကကျွန်တော် site တွေတော့မပြလိုက်ဘူးဒါပေမဲ့ပတ်လေအောင်သွားတယ်ခဏကလည်းတခြားစရာတွေတင်ထားတာဖြစ်တဲ့အတွက်အဲကျွန်တော်လည်း like ပြီးတော့ကု copy ကုချတော့ကို site နဲ့ကိုရတာဒါပေမဲ့ site မပြဘူးခဏလေးပြီးရကျွန်တော်လည်းတုတ်ပဲရအဲ့ဒါမှထွက်ပြီးကမှ site ကိုစရာတော့တရီပြီးတယ်စရာတော့မတင်တော့နဲ့တဲ့ထွက်ပြီးမှတော့ဆဲခံလိမ့်မယ်ဒါပေမဲ့ကျွန်တော် เนาะအဲ့လိုလေးရှိတယ်ဒီကအဆက်ပေါ့ဗျာသူကလွယ်လွယ်လေးရိုးရိုးရှင်းလေးနဲ့ဒီကနန်းထွက်သွားတာပေါ့ဒါပေမဲ့ကျွန်တော်တို့ကရှင်းတဲ့နောက်လွယ်တော့เนาะအဲ့ဒီအဆက်ကအစောကကျွန်တော်တို့ပြောတယ်ကနန်းဒီကန်ဒီဆိုင်ပေါ့เนาะတူတူအဆိုင်ပဲဒါဆိုလို့ချင်းတူကဒီ break နဲ့ထိစီးနေတာဆက်တုံးเนาะအဲ့ဆက်တုံးကိုမှဒီကားနဲ့ထိနေတုံးလို့ပြန်ရှိုးတာထိစီးရမယ်ပေါ့ဗျာနော်နောက်တုံးတော့ခွန် ဟိုကဗရိတ်နဲ့ထိတ်ကလေးလေးဥမာသူကရှောက်ကားနဲ့ရှစ်ထိန်နဲ့လေးပြန်တက်တဲ့နောက်တုံးလုံးကရှောက်ထိတ်စည်းနောက်ပြန်အမနဗရိတ်နဲ့ထိတ်စည်းက9ရှောက်ကားနဲ့ကိုထိတ်က9ပေါ့နော်နောက်တုံးလုံးက9ပြန်ရှူဒီကဗရိတ်နဲ့ထိတ်စည်းကရှောက်နော်ရှောက်ဆိုတော့ဒီမှာကရှောက်ကားနဲ့တုံညာထိတ်ကရှောက်အဲ့ဒါမှနောက်တုံးလုံးက4ဆိုပြီးတော့ ဒီအပြာရောင်နဲ့ကသူကစီနီယာနဲ့တော့ကိုခွန်ချော့ခွန်ချော့ငါအေးအဲကျွန်တော်ဗိုက်ပါတယ်ဗိုက်ပါကလူတွေကျွန်တော်ပြန်ဝင်ပြန်လဲရှာမရတော့ဘူးเนาะအဲ့လိုပြောဆိုဗိုက်ပါကလူတွေကျွန်တော်မရှိဘူးဖြစ်နေတယ်ကနန်းတွေကတင်ပေးချင်ပြီဘလို့တွေဖြစ်နေမှာမလို့เนาะဒီဒီချာနေရလဲအမေပြတ်သွားတယ်ဟုတ်တယ်ရင်ဘက်ကတေလင်းငါထွက်တာဟုတ်တယ်ကျွန်တော်ကတုတ်ပဲဖြစ်သွားတာတငါလေးဖြစ်သွားတယ် အဲ့ဒါ group ဒီမှာ तू ကနောက်တုံးတော့က၄ဖြစ်ရမှာဆိုတော့၄နောက်ပိတ်ခါနဲ့ဒေစီက၆ဆိုတော့နော်အဲ့ဒီမှာတုံညာထိတ်၄ပိတ်ဆိုတော့အဲ့ဒီမှာဒီရင်ဘက်ကကျွန်တော်ဒီစတိုင်ကိုရတယ်နော်ဒီစတိုင်ကိုရတယ်ဆိုတော့နောက်ပေါင်း9ကိုတွေ့တယ်ကျွန်တော်ကလိုက်လွင့်ပြီးမှပြရဖြစ်လို့ဒီမှာ9ပိတ်ကြပြီးနောက်ပေါင်း9ဆိုပြီးလိုက်တာ9ပိတ်ကြပြီးနောက်ပေါင်း9ပြီးလိုက်တာဒီမှာ9ပိတ်ကြပြီးနောက်ပေါင်း9ဆိုပြီးလိုက်အဲ့ဒါအဲ့ဒါမှာကျွန်တော်တင်9လေးဖြစ်ရိုက်ပြတာဖြစ်သွားတာရှင်းတဲ့နောက်လေးကတ်လွယ်တယ် အဲ့မှာတူအောင်မှာတူကရေပေါင်းညက်တွေထပ်လိုက်မှာဆိုလို့ရှိတုံညက်ညက်လေးတုံညက်လေးတုံညက်တက်လေးအဲ့ဒါကြီးကင်လို့ရတယ်နော်ကျွန်တော်ထိုးထားတယ်တုံညက်ညက်လေးလည်းထိုးထားတယ်တုံညက်တက်လေးလည်းထိုးထားတုံညက်ကူးလေးတစ်ခွက်တော့မပါသေးဘူးရေပေါင်းကူးတွေလည်းရှိတယ်ကအဆက်ဒီတော့မြည်ရကျွန်တော်ကတော့ထိုးလို့ရနေတယ် အဲ့မှာဒီဘက်ကျွန်တော်900အားတစ်ခေါက်9တောင်းဖို့ထိုးတာလေတဲ9တောင်းအား9တောင်းထိုးတာအဲ့ဒါဘယ်လိုဖြစ်လဲဆိုတော့ဒါကတော့နည်းနည်းလေးကရဏစိုက်လေးဖြစ်သူကတစ်ထိတ်လို့ကြားလိုက်တာနည်းနော်တောင်းပြတုံးလုံး၄ဖြစ်နေရမယ်ဒီတစ်ထိတ်နဲ့တောင်းပြတုံးလုံး၁၀လို့ရှိုးရမယ်နော်အဲ့တူအောင်မှာတုံးညာနှစ်ဆိုပြီးလိုက်ရမယ်နော်အဲ့အကွာဝေးတူမှာသူကတစ်ထိတ်လို့ကြားတာနည်းတောင်းပြတုံးလုံးက၅အဲ့မှာဒီတစ်ထိတ်နဲ့ပြတ်တုံးလုံးက၁၀လို့ရှိုးထားတယ် တစ်ထိတ်ခုံပိတ်ပေါ့အဲ့ဒါမှသူကသူ့မှာငါးတစ်တုံညာလွတ်လိုက်ဒီမှာလဲတစ်ထိတ်တစ်ထိတ်ကြမယ်ဆိုလို့ရှိရင်တောင်းပြတုံလုံးက6ဖြစ်နေရမယ်ဆိုကွတ်တီဖြစ်သွားပါတော့เนาะအဲ့ဒါဆိုတောင်းပြတုံကနောက်ဘက်ကို10ချိုးရမယ်ဆိုတော့တစ်ထိတ်နဲ့ငါးဘိတ်လိုက်လိုက်ဖက်တော့အဲ့ဒီမှာသူကထွက်တာ1 4 5တဲ့ထွက်တာအဲ့လိုဖြစ်တယ်သူက900ဆိုရယ်ကနန်းကိုကျွန်တော်တို့ယူဆထားတယ်အဲ့ဒီမှာသူကဗရိတ်ကလည်းကွတ်တီပဲเนาะတစ်ထိတ်တောင်းပြတုံလုံး တဆယ်ဖြစ်တဲ့အချိန်မှာဒီလိုကလည်းညီးနေရမယ်နော်လေးလိုချိုးရမယ်အမှရှစ်ပရိတ်နဲ့တူတာထွက်တာတက်ထိတ်ရှစ်နော်ရှစ်ပြီးတော့ဒီမှာ9ပရိတ်နဲ့တက်တက်ခွန်ထွက်တာ9ပြီးတော့ဒီမှာတဆယ်ပရိတ်ဆိုပြီးထွက်တာတူတာ1လင်းကတက်ကိုပြီးတော့နော်အဲ့ဒါမှာတူအောင်မှာဆက်ပြီးမယ်ဆိုလို့ရှိရင်၃ညာနှစ်ခွန်ပရိတ်၃ညာ1 3ညာအော်ဆို9 1 3ညာဒီမှာရိုးရိုးရှင်း900ပေါ့ဗျာနော်အဲ့ဒါ ကျွန်တော်လည်းရက်တန်ထိုးတာတယ်900တင်ငါတန်ဖို့ထိုးတာတယ်အစောမှထိုးပြီလားတိုင်တော့ပေါ့ယူနော်အဲ့တော့ဒီကောင်အားလဲအားထားတယ်ဗောနော်900 900ပို့ပဲအဲ့ကောင်ဟိုးယူနော်ကျွန်တော်ဒီလောက်မှပြထားတယ်တစ်ထိတ်ထွက်လာရင်တောင်းပြတုံတုံတစ်ဆယ်နဲ့ထိုးရမယ်ဆိုတော့ site ရကျွန်တော်အားတန်ရှာလို့တော့ရတယ်ဒါပေမဲ့ဟိုအဲ့ဒီဟာတွေကလည်းဖျက်ပြတာဆိုတော့အဲ့ site တွေကလည်းဘယ်ရောက်ဝင်လို့မသိတော့ဘူးတော့ရှာလို့တော့ရတယ်ဒါပေမဲ့ကျွန်တော်လည်းမရှာတော့ဘူး အမဒီလောက်မှာတကယ်လို့တစ်ထိတ်ထွက်လာလို့ရှိရင်တောက်ပြန်လုံးလုံး30နဲ့ထွက်ရမယ်အဲ့ဒီမူရှိတယ်ဗျဒီကောင်တော့ပြီးပြီတော့အဲ့ဒီဒီကောင်ထွက်ပြီးတော့ဘာဘာထိတ်စီလဲရမလဲဆိုတော့ကျွန်တော်အတင်အတော့လေးထိတ်စီလာမသိဘူးလက်ရမယ်လို့ကျွန်တော်ဒါပေမဲ့ထားပါတော့ထွက်လာမှကျွန်တော်အိုက်ဆိုင်ပြန်ပြီးတော့ပြန်ရှာမယ်တကယ်လို့အဲ့အိုက်မူထွက်မလာလို့ရှိရင်ဘယ်လိုလဲဆိုတော့ဒါလေးတွေးထားလိုက်ပါတော့ဟာလို့ အဲ့ဒါကျွန်တော်ထုထားတဲ့ကနင်းလေးတပြပေးတာအဲ့ဒီမှာတုံးနောက်ပိတ်ဒီတုံးလုံးခွေတုံးလုံးက6နော်တုံးပြီးတော့နှစ်တုံးခွေတုံးလုံးက9ဒီမှာတက်နောက်ပိတ်ခွေတုံးလုံးကဒါ8အဲ့ဒီမှာဒါကတော့ယူသွားချက်ကတော့အမျိုးများများရှိတယ်နော်အဲ့မှာသူကခွာတုံးနောက်မှာခွာ8လိုက်တယ်ခွာခွန်လိုက်တယ်တက်နောက်ပိတ်ကတော့ခွာ6လိုက်တယ်အဲ့ဆိုတော့သူကဒီမှာရှေးပေါင်း1 နော်ရှေးပေါင်းနှစ်တဲ့ရှေးပေါင်းတုံးတောင်းလေးဆိုပြအဲ့ကောင်အတိုင်းဖြစ်တယ်အဲ့ဆိုတော့ဒီကောင်ကနောက်တွဲနဲ့ထိတ်စီရ7နဲ့ချိုးယူမယ်ဆိုလို့ရှိရင်ဒီကောင်ကတော့အဲ့လိုလေးဖြစ်မယ်နော်အဲ့ဆို၄ထိတ်7တဲ့အဲ့တော့ဒီ၄ခါတဲ့၄နောက်ပိတ်တယ်6ခါ6နောက်ပိတ်တယ်6ခါ6နောက်ပိတ်ဆိုဒီကောင်ကအဲ့လိုယူစားချက်အများကြီးတော့ရှိတယ်အဲ့မှာရှေးပေါင်းတက်ဆိုတော့၄ခွန်6ဘောဒီကောင်လေးကျွန်တော်ထူထားတယ်9000ဘူးထူထားတယ် ဟိုခဏတော့ကိုကြိုက်တဲ့ဘက်ကနေအလိုယူဆလို့ရရနေကြရပဲเนาะဟုတ်လေးကွန်ချောက်ကလေးပဲထိုးထားရတယ်အများကြီးယူဆလို့ရရတယ်เนาะအဲ့ဒါလေးတွေเนาะဒါတိဆက်ဒီမဲ့ဒါကျွန်တော်ဒါ၄လဲဒါဆိုလို့ရှိရင်လည်းကျွန်တော်ကနန်းတောင်မထိုးလိုက်ရတော့ထိုးလို့တော့ရသေးတယ်ဒီဆိုက်ကနေပေါ့သူကခြေတွဲနဲ့ခွန်တွေခွန်နဲ့ပဲရှိုးထားတယ်เนาะအဲ့ဆိုတော့ခွန်နဲ့ရှိုးမှဆိုတုံညာကား လူအရင်တပေါ့တော့3 4 5 6ဆိုပြီးပါအတိုင်းလောက်တာเนาะဒါတုံညာခါတယ်ဒါလေးတုံညာခါဆိုလို့ရှိရင်ဟောကတုံညာတုံညာလေးဒီပေါ့ညာဟုတ်เนาะဒါသူကတော့ခဏထန်လေးပေါ့အဲ့စိုက်ကတော့ကျွန်တော်ခဏမထောက်ပါဘူးဒါတော့နှစ်ကပ်စီးလေးဗျနှစ်ကပ်စီးလေးပြီးရဲ့ဘက်ကတော့ပြန်ကြဖမ်းတာမလာဘူးပြိတ်ထမ်းမယ်ဆိုလို့ရှိရင်တုံညာတက်လေးเนาะအဲ့လိုရှင်းလေးတုံးနေပါလေဖြစ်ဖြစ်ဒီကနေ့လည်းထိုးထားတယ်ဒီကနေ့လည်းထိုးထားတယ်နှစ်ကပ်စလုံးထိုးထားတယ် ဒါလေးလည်းထိုးထားတယ်เนาะအရန်ွက်ကလေးတွေပေါ့ဒီကောင်ဒီကောင်ကကျတော့ကနန်းတုံးလေးွက်လောက်ထွက်တယ်သူကထိတ်ငါးပရိတ်တုံးစုမှာသူကထိတ်တုံးလုံးကငါးထိတ်တုံးလုံးကငါးထိတ်တုံးလုံးကငါးဆိုခွန်ထိတ်ငါးပရိတ်ထောက်ပြီးထိတ်တုံးလုံးငါးချိုးမယ်ဆိုလို့ရှိရင်ထောက်ပြတုံးလုံးကကိုးနဲ့ပြန်တော့ထောက်ထားတယ်เนาะဘာយ៉ាងကိုးနဲ့ပြန်ထောက်ထားတယ် ကိုနဲ့ပြန်ထောက်ထားတယ်။သူကရှေးပေါင်းကိုပေါ့ဗျာရှေးပေါင်းကိုရှေးပေါင်းကိုနဲ့လာတယ်ရှေးပေါင်းကိုနဲ့လာမယ်ဆိုရင်ခွန်ထိတ်လာလို့ရှိရင်နှစ်ခါလာဝင်ရမယ်နော်အဲဆိုတော့နောက်ပိတ်တုံးကခွန်ချိုးရင်လေးပိတ်ရမယ်ခွန်ချိုးရင်လေးတုံးပိတ်ရမယ်ခွန်ချိုးရင်တစ်ပိတ်ရမယ်ဒီကောင်ယူသားချက်တင်အများကြီးရတယ်နော်ဒီဖက်ကပရိတ်နဲ့နောက်ပိတ်ကဒီကောင်6လဲချိုး6လဲပရိတ်နဲ့နောက်ပိတ်က6ချိုးရင်9 6ဒီပိုက်ထည့်လို့ရတယ် ဲ့ဒီမှာ तू ကဒီ site ကဒါဒီကနန်းလေးယူစားချက်ပေါ့ဗျာเนาะအဲ့ဒီ site ပဲเนาะအဲ့ဒီဆိုတာကအဲ့ဒီ site ပဲအဲ့ဒီ site ပဲဒါကြောင့်ကနန်းယူစားချက်တမျိုးဖြစ်သွားတယ်เนาะအဲ့ဒီမှာ तू ကအစောကတော့ငါးပရိရဲ့တောင်းမှာရှီပေါင်းကူဓာတာဟုတ်အဲ့ဒါဒီမှာကျတော့ယူစားချက်ကတမျိုးလေးဗျာ तू ကဒီတောင်းပြတုံးလုံး 73ချိုးတဲ့ချိန်မှာသူက၄နောက်ပိတ်နဲ့ထိတ်စီက9ဖြစ်နေရမယ်။အမှရှေးပေါင်း9ကိုရမယ်။ဒီမှာဒီအခွေတွန်းလုံးက9ချိုးထားတာဖြစ်တဲ့အတွက်ရှေးပေါင်း9ဒီလေးနောက်ပိတ်ကလည်း၄ခန်းနဲ့ပဲပြန်ဝင်။မဲတောင်းပြတုံးလုံးက၃ဆိုလို့ရှိရင်နောက်ပိတ်နဲ့ဒီစီက၉ချိုးရမယ်နော်။အဲ့တော့ဒီအခွေတုံးလုံးကအနီးအခွေတုံးလုံးပေါင်းက၉ဖြစ်တဲ့အတွက်ရှီကောင်း၉နဲ့ပဲပြန်ဝင်မယ်။နောက်ပိတ်ဒီခါတက်ချိုးခါတက်ဝင်မယ်ပေါ့နော်။အဲ့ဒါဒီပေါင်း၉တုံးညာ၉တွဲ။ အဲ့တော့ဒီတောင်ပြတုံးလုံးဟာတုံးရှိုးမဲ့လို့ရှိရင်နောက်ပိတ်တဲ့ဒေစီကကိုဒီခွေတုံးလုံးကကိုရှိုးထားတာဖြစ်တဲ့အတွက်ရှင်းပေါင်းကိုပဲထားပါတော့နော်အဲ့ဆိုတော့နောက်ပိတ်ဒီခါဝင်တုံညာကိုပေါ့နော်ဒီခေါင်းကျတော့နောက်ပိတ်ကဆော့ရပြလို့ပဲနောက်ထောင်တုံးလုံးယူရင်၄နောက်ပိတ်ရတယ်နော်မစိုးဘူးနော်၄နောက်ပိတ်လည်းရှိတယ်နော်တုံညာကိုလေးပဲအဲ့ဆိုတုံညာကိုလေးတော့ကျွန်တော်မထိုးလိုက်ရအောင်အမထိုးရမှာဒီခေါင်းကျတော့ဘလို့ပြန်ရှိုးတော့ဆိုတာဗရိတ်နဲ့နောက်ပိတ်ဒီ၆ အနေထားနဲ့ပြန်ယူထားတာရှောင်းနဲ့ထားဖြစ်တဲ့အတွက်ရှောင်းနောက်ပေးဖြစ်သွားတယ်တုံညာကိုရှောင်းဆိုပြီးနော်အဲ့လိုတွေဖြစ်ကုန်အဲ့တုံညာကိုရှောင်းရဲ့ကိုတုံညာရှောင်းရဲ့အဲအမားတော့တကောင်အာတော့ထူပါမယ်နှစ်ကွက်ပဲထူပါပြအောက်လက်ဒါကြီးမြားလုံးတော့အဲ့လိုမပေါ့မှာလည်းဖြစ်နေအဲ့မှာဒီမှာယူဆချက်ကအစိုးရပြောလို့ပဲ ွန်ထိတ်တွေခွန်နဲ့ချောက်တွေခွန်နဲ့လေးတွေအလုပ်တွေထွက်နော်ခွန်ထိတ်ကလည်းသူယူလို့ကောင်းတယ်ယူလို့ကောင်းတယ်တူတူညာထိတ်ကလည်းယူလို့ကောင်းတယ်နှစ်မျိုးယူလို့ကောင်းတယ်နော်အဲ့လိုဖြစ်အဲ့ဒီမှာသူက9နောက်ပိုင်းရဲ့နောက်မှာဒီကနန်းလိုက်တယ်6နောက်ပိုင်းနောက်မှာဒီကနန်းလိုက်တယ်အဲ့ဆိုတော့ဒီနှစ်တည်းမှာခွန်6ပြီးတော့9နောက်ပိတ်ဆိုတော့9နောက်ပိတ်9နောက်ပိတ်9နောက်ပိတ်လိုက်ချင် ငါနောက်ပိတ်ရဲ့နောက်မှာမလိုက်သေးဘူးနော်အဲ့တော့ငါနောက်ပိတ်ဒီမှာတစ်ချက်ကြာပြီအဲ့တော့ဒီကနန်းတစ်ချက်လိုက်ကြည့်တော့ညာ96ဆိုပြီနော်ဒီမှာလဲဒါဒီနားဆက်ကလေးရှိနောက်ထောင်တုံးလုံး30သူကတော့အပြိုင်လိုက်တာပေါ့ဗျာ30ဆိုထိတ်တုံးလုံး30နော်နောက်ထောင်တုံးလုံး9ဆိုထိတ်တုံးလုံး9 နောက်ထောင်တွန်းလုံး၈ဆိုရင်ထောင်တွန်းလုံး၈ဆို၉ထိအဲ့ဒီမှာသူကတော့နော်အဲ့လိုတွေဖြစ်နောက်တွဲနဲ့နောက်ပိတ်က၅ဆိုတော့၆နောက်ပိတ်နော်အဲ့မှာသူက၅ပရိတ်တွေဆိုတော့ကိုတုံညာ၆ဆိုတယ်ခဏညနော်အဲ့လိုတွေအဲ့ ဲ့ဒါပဲ तू ကခဏခဏအများကြီးတော့ထုတ်မထားဘူးအစောကဒီခဏန်းနေ900ဒီတုံညာ96အဲ့လိုနော်တုံညာဒီလေးပြီတုံညာဒီလေးတုံညာနှစ်လေးပါအဲ့လိုအဲ့ဒီဒီကောင်ကြတော့ဂျိန်ကြိုက်မဟုတ်ပြီမဲ့တူခါနဲ့တူပါတော့နော်အဲ့လိုလေးဒီဟုတ်ဖြစ်နေအဲ့ ကဲဘတ်တော့ကျွန်တော်အများကြီးလဲရှာမှာထောက်လောက်ပဲနော်အဲ့ဒါဒီခဏလဲကျွန်တော်မထိုးတော့မထိုးလိုက်ပါဘူးထိုးလို့တော့ဒီကောနည်းနည်းလေးတော့အလိုလိုဖြစ်မဆိုးတော့မဆိုးပါဘူးဒီခဏမထိုးလိုက်ရအောင်ကဲအဲ့ဆိုတော့အဲ့ခဏလေးဒီပေါ့နော်ကျွန်တော်ဒီခဏလေးလေးထိုးလဲဆိုတော့ အာကျတခြားလူမတည်ဘူးကျွန်တော်နော်ကျွန်တော်ထိုးတာဒါပဲထိုးတာအဲ့ဒါပဲထိုးတာအဲ့ဒါပဲနော်အဲ့ဒါဘိုင်ဘာကတူကျွန်တော်ကဘိုင်ဘာကကြောင်တောင်ဖြစ်လို့နော်တင်ချလို့တင်ဝင်လိုက်တော့ကတူတွေပြက်ကုန်တယ်ပြက်ကုန်တော့အဲ့ကတူတွေမှာကျွန်တော်မရှိဘူးဖြစ်သွားတယ်ပြည်တာမဟုတ်ဘူးနော် ကျွန်တော်ကပြန်ကိုဝင်လို့မရတော့ဘဖြစ်သွားတာအဲ့ဆိုတော့အပူလည်းရှိမှထားတော့ဟိုကကျွန်တော်ကအတမင်ဆိုတော့အတမင်ကိုယ်တိုင်ထွက်သွားရတော့ရှိတော့ဂရုတရားရှိသေးတယ်တော့ပြောတယ်ဒါပေမဲ့ကျွန်တော်မရှိတော့ဘူးဖြစ်သွားတယ်နော်အဲ့ဒါအစောကကျွန်တော်ထိုးရတဲ့အထဲမှာ၃၉၄လို့ကဏ္ဍမျိုးလေးလို့ထည့်ထိုးဖို့ကောင်းတယ်နော်ဒါပေမဲ့၃၈၄တော့ပါတယ်အဲ့လေးပဲအမှန်900ကတော့အမှန်ကတော့900ဆိုတဲ့ကဏ္ဍကြီးကတော့ကရဏအဝေးအဝေးလိုင်းကြီး မအော်တင်မှုချင်းချင်းပြောရင်အနီးကက်လောက်မအော်တင်မှုဒါပေမဲ့ရန်တတုတ်လိုက်ပြီနော်အဲ့လိုဖြစ်သွားပြီတညာ96အားမှာနှစ်ကွက်ပဲထိုးထားတယ်နော်အမ9နှစ်4တစ်ချက်မပါဘူး9 6နော်အဲ့လိုပေါ့အဲ့လိုကိုပါကိုဖြည့်ထိုးထိုးအဲ့ဒါပဲအရင်ဘက်ကတွတ်ပဲရတယ်အရင်ဘက်ကတွတ်က2009လေးပါအမြိုင်းနော်အဲ့ပြန်ထိုးထားတယ်အဲ့ဒါပဲ အဲ့ဒါကျွန်တော်နောက်တစ်ပတ်ကြာလို့ရှိရင် YouTube channel အတစ်ဖွင့်ထားတယ်ဒါကတော့เนาะဒီမှာ YouTube channel အတစ်ဖွင့်ထားတယ်နော်အဲ့မှာဖုန်းကြွယ်သေးသေးသေးဆိုပြီးခုနှစ်ယောက်တော့ရောက်လာပြီเนาะအားလေးကိုနောက်ပတ်တည်ကြာလို့ရှိရင်ကျွန်တော် Google Site ကြည့်ပြီးတော့ဟို subscriber များလာလို့ရှိရင် like ပေါ်ရနော်ဒီကြားတဲ့ဗီဒီယိုမလုံနိုင်နေလို့ဒါတော့မပုံပုံပဲတင်ထားတယ် အားလေးကိုစခရလေးလောက်ထားပါဒီကွန်ကနေပြီးတော့တင်မှာပေါ့ဗျာဟိုကွန်ကကျတော့ဟိုကဘာလို့ copyright ထိသွားတာဗျာနော်အဲ့လိုဖြစ်သွားတာအာ channel ပြတ်သွားတာအဲ့ဒီကောင်ပြန်ပြီးတော့တစ်ဖွင့်ထားတယ်နော်ကဲအားလုံးပဲကံကောင်းကြပါစေအားလုံးပဲကံကောင်းကြပါစေ